ရဲ့စောင်းမျော်နေကြတဲ့ Ronica နဲ့ Junior FedEx တို့ရဲ့ထူးပွဲကြီးကတော့ရောက်ရှိလို့လာပါပြီ Ronica နဲ့ Junior FedEx တို့ရဲ့ထူးပွဲကြီးကတော့ချက်ချက်မွေနဲ့ကျွန်တော်တို့ကြည့်ရတော့မှာပဲဖြစ်ပါတယ်ဒီကနေ့မှာပဲကျွန်တော်တို့ Ronica ဟာ CC Weight Trainer အားလုံးအဆင်ပြေသွားပြီဖြစ်တယ် Fish of Lead လုပ်ပြီးပြီမို့မနေ့ဖြန်မှာထူးပွဲကြီးရဖို့ပဲကြံပါတော့တယ်နော်ကျွန်တော်တို့မြန်မာ Fighter တွေဟာ Hydration Test နဲ့ Weight Training နေရာမှာ တတော်လေးကိုအခက်တွေ့သက်ကြပါရယ်နော်ဆိုတော့ဒီခေါက်မှာတော့ဘရိုနီကာကအားလုံးအဆင်ပြေချောမွေသွားပြီတကယ်လေးဝမ်းသာပါရယ်ဘရိုနီကာအတွက်ဒီပွဲကလွဲမလွလို့နဲ့ခက်မဲ့ပွဲပြပြိုင်ဘက်ဖိုက်တာလေးကနော်ဂျူနီယာဖက်ဒက်စ်အသက်19နှစ်ကတက်လုံတတော်လေးကိုကောင်းတယ်ဗီဒီကာကျတော့သူ့ကိုချီးကျူးရမှာကဝဲအတွင်းမှာနော်ထိုးရိတ်ခါမှာတကယ်ကိုမှအာယုံဆူးဆိုင်မှုရှိတာပဲလုံးဝဟိုသက်ကလေးမှကိုဒါ အာယုံအပြစ်မခံဘူးပြိုင်ဘက်ကိုတည်တည်ချာချာလီလာတယ်အာယုံဆူးဆိုက်ပြီးတော့ထူးသက်ပါတယ်ဒီတစ်ခါကျတော့သူက IG ကောင်းတာပါ IG ကောင်းတဲ့နေရာမှာသူ့ရဲ့ချိုးခဲ့တဲ့ record တွေကိုကြည့်မယ်ဆိုရင်သူက၆ပွဲကိုအမှတ်နဲ့ပဲအနိုင်ယူထားတာဖြစ်ပါတယ်ဆိုတော့သူကအမှတ်ခိုးတဲ့နေရာမှာတော်တော်လေးကိုကျွမ်းပါတယ်လုံးဝကိုအမှားမခံပါဘူးเนาะပြိုင်ပွဲအတွင်းမှာ KO နဲ့အနိုင်ရနိုင်တဲ့ fighter ထက်เนาะအမှတ်နဲ့အမြဲတမ်းနိုင်နေတဲ့ fighter တွေက ိုချောက်ဖို့ကောင်းတာပါဘာလို့ဆိုရင်သူတို့ကအမှတ်ခိုးတဲ့နေရာမှာတော်တော်လေးကိုတော့ပါတယ်နော်ဆိုတော့ဒါတွေကိုကျွန်တော်တို့ Bronica ကတတိထားရမှာပါ Bronica ကပါဝါပူပြင်းပါတယ်ဒါမဲ့ use ရမယ်ကျွန်တော်တို့ရှိပွဲမှာ Vira နဲ့ပွဲတော်က Bronica ဟာတော်တော်လေးကိုတက်လုံပိုင်းဆိုင်ရမှာအားနည်းနေတာကိုတွေ့ရပါတယ်ဆိုတော့ Bronica အနေနဲ့ပွဲကိုမြန်မြန်ဖြတ်စေခြင်းနဲ့ Bronica ကတော့ဒီပွဲနဲ့ပတ်သက်ပြီးပြောလာပါတယ်ဒီပွဲကကျွန်မအတွက်တိတ်ကိုအေးပါနေပါတယ်ဗျာ ဘာလို့လဲဆိုတော့ပြိတ္တိကဝါချန်ပီယံရှစ်လိုနေရာမျိုးမှာရှင်သန်ကျင်လည်နေတာမျိုးကိုမြင်ကျင်ကြရီနိုင်ပွဲလေးရစေချင်ကြရီလေတဲ့ဒါမဲ့အဖွင့်ပွဲတော့ကရှုံးသွားတော့ဒီပွဲတော့ပို့ပြီးပြင်ဆင်ရတယ်လို့သူတို့တို့နိုင်ပွဲလေးရယူပြချင်တယ်။တချီနေမှာဝါချန်ပီယံရှစ်မှာစားချုပ်ကြီးနဲ့ထိုက်တန်နဲ့ကစားသမားမျိုးဆိုတာလေတက်တည်ပြချင်တာပါ။ဒီပွဲတော့တကယ်ကိုပြင်ဆင်တဲ့နေရာမှာလေယောက်ျားလေးဖိုက်တာတွေနဲ့ကြီးပဲဦးတွဲလေ့ကျင့်ခဲ့ပါရီ။ ဒါကြောင့်အနိုင်ရလကတီးချတဲ့လောက်ရှိတယ်လို့တော့ပြောခြင်းနဲ့ဆိုပြီးတော့ဗရိုနီကာကပြောပါတယ်ဒါမဲ့လူဂျင်နာကအလေးထိုးနိုင်ပွဲမျိုးပါခုမှအားပါတဲ့လက်တီထိုးချက်တွေပိုင်းဆိုင်ထားလို့အစွမ်းကိုစူးစမ်းသွားပါမယ်ဆိုပြီးတော့ဗရိုနီကာကပြောလာခဲ့တာပဲဖြစ်ပါတယ်ဗျာ